ဘဝပါလဲဆိုတော့ဘဝမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်ပါလေကျတို့ကခက်တာကအဲ့ဒီမွေးဖွားလာနဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီကြာကာလမှာဖြစ်နေတဲ့ तू ကပါငါပါ तू အဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်တွေစိတ်ထဲရပါတော့နားလေလားဟုတ်လားတကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးတော့ तू အဆင်ပြေလဲပဲတရားမဲ့ဘဝအဆင်မပြေလဲပဲ တေးရမဲ့ဘဝဘဝကိုကျွတ်တို့ဟာတေးရမဲ့ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုတိတ်မရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါတစ်ခါလောက်တည်တဲ့အတီနဲ့အကျဉ်းယာနဲ့ချီပြီးတော့တည်တဲ့အတီဟာစွမ်းအားရင်မတူဟုတ်လားဆိုကြမစို့တေးရမယ်ဆိုတာအမှန်တရား အဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါတစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြတစ်ခါတစ်ခါကသိကြည့်လိုက်အဲ့ဒီအသိကကိုယ်ဘယ်လိုလမ်းညွန်ချက်တွေပေးမလဲကိုယ်ဘယ်လိုစိတ်ထဲမှာရှင်းလင်းသွားစီမလဲကိုယ်စိတ်ထဲမှာဘယ်လိုငြိမ်းအေးမှုဖြစ်စီမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏဒုတ်တိသိခြင်းကိုဘာဘာထပ်ထပ်အမှတ်ရမယ်ဆိုလို့ရှိရင်ဥပတမယာနှလုံးစိတ်ဝမ်းငြိမ်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောတာဒါစိတ်တွေပူးလောင်နေတယ်ဆိုရင် ငါတေးရမဲ့လူပါလို့စဉ်းစားလိုက်ငါဘေးရလူတွေလည်းတေးရမဲ့လူတွေလို့စဉ်းစားလိုက်တခါတလေဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေကမရှိဘူးလားမိမာတွေဆိုရင်တာသမီးတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စိုးရိမ်ညာတာပူရတာပေါ့ဒါဘုံဘုံကတော့ဟိုလက်တွေ့ကြရတဲ့ဒေသနာတွေပေါ့အသုံးချကြည့်စေခြင်းတယ် ကိုဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူးနေတယ်ဆိုရင်ဩငါမကြခင်သေမှာပါဘာဒီမြန်ပူးနေတာတော့ငါဟာတေလူတယောက်ဖြစ်တယ်ဆိုတော့အမှန်သိမှုဟာကိုဘဝအတွက်အများကြီးပူးနေတာတွေကိုရှင်းချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာတီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါတယ်ပူရင်လည်းပဲမညာမတလာစဉ်းစားလိုက်သူတို့လည်းပဲတေးရမယ့်အကောင်လေးတွေတေးရမယ့်လူလေးတွေ စိတ်ထဲမှာဘလောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်။ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေဘူး။မင်္ဂလာမှအလွန်အလွန်မင်္ဂလာရှိတဲ့စကားပြောနေ။မှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိမှာလို့။ဟုတ်လား။စဉ်းစားနော်။ဒါကိုဘေးရလူတွေအကုန်လုံးကိုလည်းပဲသေလူတွေ့တာ။ဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲ။ကိုအရင်နှီးဆုံးလူတွေပေါ့။ဟုတ်တယ်မဟုတ်လား။ ကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေးလေးဒုက္ခပေးနိုင်မှုအားနည်းလေးလေးနီးလာလေးလေးဒုက္ခပေးနိုင်မှုကြီးလေးလေးပဲစဉ်းစားကြည့်လေကိုစိတ်တွေကြိမ်ဖန်များစွာပူနေရတာဘုစုအတွက်ပူနေရတာတော့အဲ့လိုတွေပဲဟုတ်လားဒါမှမဟုတ်သေခြင်းကိုစဉ်းစားရင် ပထမဒုက္ခအပေးနိုင်ဆုံးကိုဘဝအကြောင်းကိုအရင်စဉ်းစားငါအသေးလူတယောက်ဖြစ်တယ်ဒီကိုတရားလိုက်ဘယ်လိုမှရှောင်လို့မရဘူးတီးပြီးဆိုတာနဲ့ ဒီဘဝရဲ့အခြေအနေကောင်းတယ်ပဲပြောပြောမကောင်းဘူးပဲပြောပြောမကောင်းတကောင်းပဲပြောပြောပြောချင်တာပြောအဲ့ဒါတွေအကုန်လုံးဟာပြီးသွားလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ကျန်တဲ့လူတွေကိုလည်းအဲ့လိုညံနေရရှင်းထုတ်နိုင်ဖို့လုပ်တယ်တသားသမီးတွေကိုဝေးရဆွေတွေမျိုးတွေလှုပ်ဖို့ကိုင်းပဲဒီအကုန်လုံးပေါ်လိအကုန်လုံးဘလို့အောင်မရဘူးတေလူတွေသူလည်းဘယ်ချင်းသိမယ်တောင်မသိနိုင်ဘူးငါရင်သိမလားငါတော့သိမလားဘူးမတိတိကျကျမသိနိုင်ဘူး အဲ့ဒီအမှန်တရားကိုဘုံဘုံတို့ဟာပယ်ပယ်နေနေစဉ်းစားအဲ့ဒီစဉ်းစားလို့ရလာတဲ့အသိဉာဏ်ပညာဟာစိတ်နှလုံးရဲ့ပူလောင်မှုကိုဘလောက်ငြင်းအေးစွာသေးမလဲဆိုတာကိုလက်တွေ့သိအောင်လုပ်ဟုတ်လားပြီးလို့ရှိရင်လေခွေးလေးတွေကြောင်းလေးတွေမြင်နေရတာလေးတွေအကုန်လုံးပေါ့နော်ပြီးရင်ရှိရှိသမျှသတ္တဝါအကုန်လုံးကုန်ပြတ်သွားကြမှာဟုတ်လားပြီးရင်တစ်ကပြန်ဆက်ဟောတစ်ခုပြန်ဆက်ပြက်ပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီ အဲ့ဒီကိစ္စကိုမြန်မြန်မြင်အောင်ကြည့်ကြည့်ညာညာမြင်အောင်ကြည့်ကြည့်ဘဝရဲ့ပုံမှာနားလည်မှုအလွန်မှမြင်မာလာတာကိုသိရတယ်ဟုတ်လားဘုန်းတော်ကဘဝနဲ့ပတ်သက်ပြီးတော့ဘာမှလေးလေးနက်နက်သိအောင်မလုပ်ဘူးဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့နားလည်တာကရှင်းသန်းနေတဲ့အခိုက်အတန့်မှာဘလို့နေရမလဲဆိုတဲ့ကိစ္စကိုပဲအများကြီးတွေးတာသူများအဆင်ပြေတယ်အဆင်မပြေဘူးအဆင်ပြေတယ်မပြေဘူးပြောနေတာကိုကစားဘာနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့ ရှင်းသန်းနေတာနဲ့ပတ်သက်ပြီးတော့ပဲပြောနေတာ။ဒါမင်းအစင်ပြေပြေမပြေပြေတေလဲတေရအောင်ပါဆိုတော့ဗါတော့အမှန်တရားကြီးအဲ့ဒီအမှန်တရားကိုဘုန်းဘုရားဘာလို့ရမှာတော့စဉ်းစားရမယ်။ခုဒီမှာမြတ်စွာဘုရားအနှစ်ချုပ်လေးပြောတာနော်။ပုဏ္ဏပုဏ္ဏဇာယတိမိယတိစံ။ထက္ခထက္ခဖြစ်ရတယ်ထက္ခထက္ခဖြစ်တော့ထက္ခထက္ခပြည့်ရတယ်ပေါ့။မွေးရတယ်ပေရတယ်။